ကျားသာဝတိသာသမီကျွန်တော်အမေစေပါမင်္ဂလာပါနော်ကျားသာဝတိသာသမီများအတွက်ဗတ်စင်တောက်ကြနေညနေ6နာရီမှာကျွန်တော်တို့ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခခြေဝင်တေရနမိကိုတေရကခொနကကြပြီးတော့ကန္ဒီမာဖတ်ကြပြီးမှာဖြစ်ပါတယ်။ဤဟောသရန်အစီအစဉ်လေးကိုဗတ်စင်တောက်ကြနေညနေ6နာရီဆိုရင်ကျွန်တော်တို့ပုံမှန်အားဖြင့်တင်ပြနေကြဖြစ်ပါတယ်နော်။ဟွန်း Hello ကြာလာတဲ့သားသမီးတွေအတွက်ကြာလာတဲ့တဲတော်နမိတ်ရစဉ်တော့ကျဲပွင်း၄ပွင့်ဆိုတဲ့တင်ကြတဲ့နမိတ်ဖြစ်ပါတယ်။ကျဲပွင်း၄ပွင့်ဆိုတာကျဲပွင်းရဲ့အသေးပြကျတော့အောင်မြင်ခြင်းတော့ဖြစ်ထွန်းခြင်းပေါ့။နော်ပန်းတိုင်ရောက်ခြင်းဆိုတဲ့တင်ကြတာဖွင့်ဆိုချက်ရှိပါတယ်။အဲတော့သူ့ရဲ့နမိတ်ထဲမှာဇင်တော့ဒါလူလင်တယောက်ကသူကလူလင်တယောက်ကဆိုတော့ကျဲပွင်းခြေထောက်နှစ်ဖက်ဒီလိုထိုင်တာပေါ့နော်။ထိုင်နေပြီးတော့အဲကျဲပွင်းနှစ်ပွင့်ကိုသူကအဲဘဲဘဲခြေထောက်တစ်ဖက်နဲ့ ညာဘက်ခြေတော်တပန်နေအဲ့လိုနင်းတာလားအဲ့ကျဲပွင့်တပွင့်ဟိုကြတော့သူအဲ့လိုရင်ဝင်ထဲမှာပွေ့ပွေ့ပိုက်တာလားပေါ့နောက်ထပ်ကျဲပွင့်တခုကကြတော့ခေါင်းပေါ်မှာရွက်တာလားသာဘာလို့ပြောချင်တာလဲဆိုတော့ဒါပစ္စုပန်ရဲ့အတိတ်ရဲ့အနာဂတ်ရဲ့ကာလာသုံးပါးသလုံးမှာအောင်မြင်မှုရတဲ့ကံကြမ္မာသမီးဖြစ်တာအဲ့တော့ဒီကားမှာကျွန်တော်တို့အတိတ်ကာလတုန်းကစူးစမ်းခဲ့တဲ့ကိစ္စတွေအားထုတ်ခဲ့တဲ့ကိစ္စတွေရယူနိုင်အောင် ကြိုးစားခဲ့တဲ့ကိစ္စတွေကအောင်မြင်တယ်အောင်မြင်မှုရမယ်အစဉ်တည်းအဲပြီးခဲ့တဲ့အတိတ်ပေါ့မဝေးသေးတဲ့အတိတ်မှာကိုကဇွဲလုံးလောက်ဝရိယနဲ့ကြိုးစားခဲ့တာဒါလေးတွေဖြစ်ချင်းလို့ဒါလေးတွေရခြင်းလို့ဒါလေးတွေအောင်မြင်ခြင်းလို့နိုင်ငံခြားကိုသွားခြင်းလို့အလုပ်ရခြင်းလို့မိသားစုကိုလောက်ကန်ကျိုးမွေးခြင်းလို့စသည်ဖြင့်တဲ့အဲလိုကြိုးစားခဲ့တဲ့ကိစ္စတွေအားထုတ်ခဲ့တဲ့ကိစ္စတွေဟာအောင်မြင်တယ်တဲ့ဒီစီမှာအော်ငါကြိုးစားခဲ့တဲ့အရာလေးရသွားတော့အောင်မြင်သွားတော့ နံပါတ်2ကပိဿုပံမှာစ조사နေတဲ့ကိစ္စလေးပဲကျားတော်လေးသားသမီးတွေတွေအောင်မြင်မှုရပိဿုပံမှာကိုကဘာတွေ조사နေလဲတဲ့ဘာတွေဖြစ်ချင်နေတာလဲအဲ့ဒီအတွက် focus ထားပြီးတော့조사နေတဲ့ကိစ္စတွေပေါ့ company လုပ်ငန်းအဲဆို company ဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေဆိုရင်ဘာကြည့်မလဲအလုပ်မှာအဆင်ပြေဖို့တော့ယာရုတိုးဖို့ကိစ္စတွေလစာတိုးဖို့ကိစ္စတွေနေရာကောင်းရဖို့ကိစ္စတွေဒါပိဿုပံမှာကိုက조사အားထုတ်နေတဲ့ကိစ္စတွေဆိုရင်လေတဲ့အောင်မြင်မယ်တဲ့ ောက်တစ်ခုကအနာဂတ်အတွက်ညှော်လင့်ပြီးတော့ကြိုးစားဖြည့်ဆည်းနေတဲ့ကိစ္စတွေလည်းပဲအောင်မြင်နိုင်တဲ့ကံတန်တာမျိုးရှိတယ်။နောက်ဘယ်နှလားလောက်ကြာရင်ငါတို့ဘာတွေလုပ်မလဲ။ဘယ်လိုစီးပွားရေးတွေမတည်မလဲ။ဘယ်လိုကိုယ်ပိုင်လုပ်ငန်းတွေလုပ်မလဲ။ဘယ်လိုကိုယ်ပိုင်ဝင်ငွေစည်းကြောင်းတွေကြိုးစားမလဲ။စသည်ဖြင့်စသည်ဖြင့်နော်။ကြိုးစားအားထုတ်နေတဲ့ကိစ္စတွေလည်းပဲအောင်မြင်မှုရမယ်။ဒါကြောင့်ပစ္စုပန်ရဲ့အတိတ်ရဲ့အနာဂတ်ရဲ့ကာလသုံးပါးသလုံးမှာအောင်မြင်နိုင်တဲ့ကံတန်တာမျိုးရှိတယ်။ အလုံးရခြင်းနဲ့အလုံးတွေရမယ်နိုင်ငံခြားသွားခြင်းနဲ့လွယ်လွယ်ကူကူသွားမယ်။ဒါကြာသာပြည်သားသမီးတွေအတွက်ဒီကာလတွေမှာချိန်ဆရတဲ့ကိစ္စတွေရှိတာပေါ့နော်။အလုံးကိစ္စတွေရှိတယ်အိမ်တော်ရေးကိစ္စတွေရှိတယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေရှိတယ်စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စအဲ့လိုချိန်ဆတော့လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားလုပ်လို့ရှိရင်အဆင်ပြေမလားအဲ့လိုချိန်ဆနေတဲ့ကိစ္စတွေရှိရင်လေတဲ့အဲ့ဒီကိစ္စတွေအတွက်စိတ်မပူပါနဲ့တဲ့လုပ်ကိုလုပ်ပါတဲ့ ကိုပူပင်တော့ကထားသလိုမဖြစ်ပါဘူးတဲ့အောင်မြင်မဲ့ကံတရာမျိုးတွေရှိပါတောင်ဝေးချင်းနဲ့ပတ်သက်တဲ့နမိတ်မှကြတော့လူလင်တရားပါဆိုကျဲပွင့်ရောအဲ့လိုညောက်တော့ပါသူကဘာနဲ့သွားတရန်တူလဲဆိုတော့ကျွန်တော်တို့အကယ်ဒမီရွှေသင်ရုပ်ထုလေးနဲ့သွားပြီးတော့တူတဲ့နမိတ်ဖြစ်ပါတယ်အဲ့တော့အကယ်ဒမီဆိုတာဒါကြာတည်တဲ့အတိုင်းပါပဲเนาะဒါအားလုံးကညံ့လို့ခုံမင်းတန်ဖိုးထားတဲ့အရာပါအဲ့ဒီကိစ္စကလည်းတေချာပါအဆင်ပြေနိုင်တော့ပါ ဒါမှမဟုတ်မွေးခြင်းနဲ့ပတ်သက်ရင်ကံစားတာတွေကောင်းမယ်။အဖက်ဘက်ကနေအစဉ်ပြေမယ်၊စိတ်ချမ်းသာမယ်၊အဖက်ဘက်ကနေပြီးတော့ငွေတွေဝင်လာနိုင်တယ်။ရစရာဘေးစရာကိစ္စတွေချောချောမောဖြစ်မယ်။ငွေခြင်းနဲ့ပတ်သက်ပြီးပုံပင်တော့ကတွေပြင်းငိမ့်မယ်ပေါ့။နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့နမိတ်မှကြတော့ဆိုတက်စေးတဲ့တက်စေးဆိုတာ၆လှန့်ပါပေါ့။အဲတော့ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်ရတတ်တယ်။တော့ကဖြစ်တတ်တယ်စိတ်ငြိမ်ရတတ်တယ်ဆွေမျိုးသားချင်းအကြီးအကဲနဲ့ကိုယ်နဲ့အဆင်မပြေဖြစ်တတ်တယ် တော့လူမှုရေးကဏ္ဍတွေမှာကျတော့ကိုယ့်ကိုချုပ်ကင်မဲ့လူတွေနဲ့ကြုံရတယ်ကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့မိစေပေါင်းသင်းတွေကိုယ့်ကိုပြန်ပြီးတော့ချုပ်ကင်တာမျိုးတွေကြုံရတတ်တယ်တော့ကျမ်းမာရေးကဏ္ဍတွေကတော့ကံတရာကောင်းပါလေကျမ်းမာရေးကဆိုးဆိုးရွားရွားအញ្ញံခိုက်တွေကြီးကြီးမားမားအញ្ញံခိုက်တွေမရှိတဲ့အတွက်ကျမ်းမာရေးတွေဆိုရင်ကြတော့မရှိပါဘူးတော့ပြင်ရေးကိစ္စသင်္นานကိစ္စတွေမှာဆိုရင်လည်းကျဲမွင့်တွေတန်းစီပေါ်နေတဲ့နမိတ်ပါပဲဖြည့်စုံမဲ့ဆောင်မွေတွေအောင်မြင်မဲ့တက်မဲ့အကြောင်းတွေအစဉ်ပြေမဲ့သင်္นานကိစ္စတွေလည်း တော်တော်လေးကောင်းပါတယ်နော်ကိုယ်စွဲလုံးလာဝရီးရနဲ့ကြိုးစားရင်ကြိုးစားသလားအောင်မြင်မဲ့ကံတတာမျိုးတွေရှိတယ်။နောက်အဓိကပြောချင်တာတော့အခြေအနေတွေပေါ့နော်အခြေအနေတွေပတ်သက်တဲ့ကံတတာမှာဆိုတော့နည်းနည်းလေးအញ្ញံလေးတွေရှိပါတယ်။အခြေအနေကိုအကြောင်းပြုပြီးတော့စိတ်ညစ်ရတတ်တယ်။အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်တော့ကရောက်ရတတ်တယ်။အဲ့ဒီဘိုင်းမှာအခြေအနေနဲ့ပတ်သက်ပြီးဘလို့ကြောင့်စိတ်ညစ်ရတာလဲဘလို့ကြောင့်တော့ကရောက်ရတာလဲဆိုရင်တဲ့အဲ့ဒီအတိုင်းဝိုင်းကြောင့်စိတ်ညစ်ရတာပါ ခြားသောဧသသမီးတွေအားတဲ့အတိုင်းဝိုင်းကြောင့်အတိုင်းဝိုင်းကကိုယ်အတိုင်းဝိုင်းလို့ဖြစ်ရင်ဖြစ်မယ်ကိုယ့်ရဲ့အမျိုးသားတို့ကိုယ့်ရဲ့ဇနီးမယားရဲ့အတိုင်းဝိုင်းလည်းဖြစ်ရင်ဖြစ်မယ်သူတို့ကိုအကြောင်းပြုပြီးတော့အဲ့ဒီအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတဲ့တောကရဝတ်တဲ့အတိုက်ခံလေးတွေဖြစ်တတ်တယ်အဲ့ဒါလေးတွေတော့သတိထားသင့်ပါလေနော်အဲ့တော့အလုံးချုပ်ဝန်သွင်းတဲ့အဓိကအကန့်တရားဖြစ်တဲ့အလုတ်တွေငွေကြေးတွေကျန်းမာရေးတွေအဲ့ဒါတွေကတော့ကောင်းပါလေ။အဲ့တော့ကျန်းသောတဲ့သားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာတွေကတော့အပြာရောင်နဲ့ အစိမ်းရောင်နဲ့ကောင်းပါတယ်6ခန်း4ခန်း4ခန်း6ခန်းတွေရတော့ကံကောင်းစီတဲ့နံပါတ်တွေဖြစ်ပါလားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတရသည်ကတ်လူပူဇော်ပြီးတော့ဆုတောင်းပါအညံ့ခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိသိမှာဖြစ်ပါတယ်နော်ဒါတော့ကျွန်တော်ကြာသောပရိသတ်သမီးတွေအတွက်အပတ်စဉ်တောက်ကြနေညနေ6နာရီမှာတင်ပြနေကြဖြစ်တဲ့ဒုက္ခခြေပွင့်တဲတော်နမိတ်ကိုကံကြမ္မာဖတ်ကြပေးကြတာဖြစ်ပါတယ် ။လာမယ်25ရက်နေ့ဒီဇင်ဘာ25ရက်နေ့မှာကျတို့ယူရောမင်္ဂလာချမ်းမှာအုံယုပ်ပွဲရှိပါတယ်။နော်ညဘက်မှာယွတ်ကြမှာပါ။အော်ယိုပွဲကိုအားလုံးပါဝင်နိုင်ပါတယ်ဆိုပြီးတော့ဖိတ်မှန်ကပြုပါတယ်နော်။ကြိုင်းမင်းကတော့အုံယိုပွဲအုံရွတ်ပြီးတော့အဲအချုပ်အခဲခဲတွေကနေလွတ်တယ်။လိုရာဆန္ဒတွေပြည့်တယ်။အဲ့တော့ကြိုင်းမင်းကအုံရွတ်တဲ့နေ့ကိုအစွဲပြုပြီးတော့ခရစ်မတ်နေ့မှာအုံနေရွတ်ကြမှာပါ တော့ကျွန်တော်ယူရိုမင်္ဂလာချမ်းတဲ့အားလုံးကိုဖိတ်မှန်းတကပြုပါရယ်နော်ကိုချမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်တော့ရမယ့်စီတွေကိုယူရိုမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့တရင်စကားလေးတွေပါစီပါတယ်နံပါတ်၁ကတော့ကျွန်တော်တို့ယူရိုမင်္ဂလာချမ်းကိုဗုဒ္ဓဦးနေရလွဲပြီးတော့ကျမ်းရက်ဒီမှာပိတ်ရမစီဖွင့်ပါတယ်အဲ့တော့ဘသူပဲဖြစ်ဖြစ်ဘဲကပဲဖြစ်ဖြစ်ဘာလို့အခက်အခဲတွေပဲကြုံကြုံကျွန်တော်ယူရိုမင်္ဂလာချမ်းကို ်ဤသူမစိုးလွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ရေရရာတွေအခမဲ့ပြုတ်လို့နိုင်ပါတယ်။နောက်အဓိကကျွန်တော်တို့အားလုံးအတွက်ပေါ့နော်ခုနှစ်သားသမီးတွေအားလုံးအတွက်အလွန်အမတန်မှအရေးကြီးတဲ့ရေရရာကြီးတစ်ခုလာမဲ့ဗုဒ္ဓဟူးနေ့မှာပြုတ်လို့မှာဖြစ်ပါတယ်။အဲ့ဒါပါလေအဲ့လာမဲ့တနင်္ဂနွေနေ့မှာပြုတ်လို့မှာပါအဲ့တော့တပတ်ခါပေါ့နော်တနင်္ဂနွေနေ့အဲ့တနင်္ဂနွေနေ့မှာကျွန်တော်တို့ဘာတွေလုပ်မှာလဲဆိုတော့ခင်မွန်းကြီး၁၀ပါအလူကရော်ပွဲကြီးပြုလုပ်မှာပါအ အဲ့တော့ခမွေးစေပါဆိုတာဗုဒ္ဓဘာသာဝင်တွေအတွက်အထောက်အမြတ်သားရဖြစ်တယ်။ခាយကံဝေဒီကံမနောကံနေနဲ့ပြင်မာရင်တမ်းမိုင်စီဝိုင်းလူမျိုးအိမ်တော်ကြီးတွေကမောက်ကမောက်ဖြစ်တယ်။ဒါကြောင့်လို့အဲ့ဒီအပြစ်တွေပြေပြောင်းအောင်ဆိုပြီးတော့ကြောကြတာ။အဲ့တော့ခမွေးစေပါကြောဝဲဟာလာမဲ့တနင်္ဂနွေနေ့မနေ့၈နာရီရှိပါတယ်အားလုံး။နော်မိသားစုလိုက်လာပြီးတော့ကြောမယ်ဆိုရင်တော့ကြောလို့ရပါတယ်နော်ဖိတ်ပါတယ်။အဲ့တော့ကျွန်တော်တို့ တချို့ Euro Mingla ကြောင့်မလာရောက်နိုင်တဲ့လူတွေကတော့ Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့ Hotstar တွေမှာနိုင်ပါတယ်။39999029တဲ့39999029ရဲ့39692 395လုံး9တဲ့နံပါတ်ကနေဆက်သွယ်ပြီးတော့ Hotstar တွေမှာနိုင်ပါတယ်နော်။